စာလုံးသေးချုပ်ဆိုပြင်ကျောင်းနံပါတ်30ဝစ်စင်ရရမယ်ရမယ်ဖော်လွန်ချသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဘာစီလိုနာအသင်းရဲ့နာမည်ကျော်လာမာစီယာအကယ်ဒမီထွက်ကျယ်ဝင်းတောင်ပံကစားသမားလေးလာမင်းရမဲကဒီနွေရာသီမှာကတ်လန်ကလပ်အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုပြီးတာနဲ့အသင်းရဲ့ကဏ္ဍဝင်ကျောင်းနံပါတ်တစ်ခုဖြစ်တဲ့ကျောင်းနံပါတ်30ကိုဝင့်စင်တော့မှာဖြစ်ကြောင်းသတင်းတွေရသေးရပါတယ် အသက်19နှစ်သာရှိနေသေးတဲ့စပိန်လူရင်းစဉ်ဆယ်ကျော်သက်ကစားသမားလေးရာမဲကဒီယာဒီမာဘာစီလိုနာအသင်းအတွက်အရေးပါတဲ့အကန့်ကဏ္ဍကနေပါဝင်ခဲ့ပြီးအသင်းနဲ့တူပြည်တွင်းဖလားသုံးလုံးအောင်မြင်မှုကိုရယူနိုင်ခဲ့တဲ့လို့ပြန်ပွဲစုံ54ပွဲကစား18ဂိုးသွင်းက25ဂိုးအထိဂိုးဖန်ပြီးထားနိုင်ခဲ့ပါတယ်။ ။လာမဆီယာလူငယ်အကယ်ဒမီထရာမဲကနီးပြဟောင်းဇာဗီဟာနန်ဒက်စ်လက်အောက်အသက်15နှစ်အရွယ်မှာပဲဘာစီလိုနာစီနီယာအသင်းကြီးအတွက်ပွဲထွက်ခွင့်ရခဲ့ပြီးလက်ရှိနီးပြဟန်စီဖလက်ရဲ့လေ့ကျင့်မှုအောက်မှာတော့ကမ္ဘာအကောင်စုကစားသမားတို့ဖြင့်ပြောင်းလဲတိုးတက်လာက2025ခုနှစ်ဘောလုံးတော်ဆုတွက်တောင်ရေပန်းစားသောကစားသမားတို့ဖြစ်လာနိုင်ကြောင်းသုံးသပ်မှုတွေရှိနေပါတယ်။ ်ပြီးခဲ့တဲ့ဆက်ရှင်လာတာကာလာတွင်ရာမဲကိုဘောလုံးနောစုကိုရှစ်ကြိမ်တိုင်ပိုင်ဆိုင်ထားတဲ့ဘာစီလိုနာကံတော်ဝင်ကစားသမားဟောင်းလီယိုနယ်မက်ဆီရဲ့အယားအယာဆက်ခံနိုင်မဲ့သူဖြစ်ပါသတ်မှတ်ခံထားရပါတယ် မမ်မိုဘီလီယာ 1899.com ရဲ့ဖော်ပြချက်အရဘာစီလိုနာသင်းကအခုဆိုရင်ဒီဆယ်ကျော်သက်ကျယ်ဝင်လေးကိုအာဂျင်တီးနားကနေဝင်ကစားသမားရဲ့နာမည်ကျော်ကျောင်းနံပါတ်10ဂျာစီကိုပေးအပ်ဖို့စီစဉ်နေပြီလို့သိရပါဗျ။ဒီကျောင်းနံပါတ်ကိုလက်ရှိမှာတော့အန်ဆူဖာဒီကဝယ်ဆင်ထားတာဖြစ်တဲ့လို့ဖာဒီကိုမက်ဆီရဲ့မူလစက္ကန့်သူအဖြစ်သတ်မှတ်ခဲ့ကြပေမဲ့ကံမကောင်းစွာပဲသူ့ရဲ့အချိန်မတိုင်မီကြုံတွေ့ခဲ့ရတဲ့ဒဏ်ရာတွေကြောင့်ကတ်လန်ကလပ်မှာသူ့ရဲ့နေရာကအများကြီးအောက်ကိုရောက်သွားခဲ့ပြီးအခုနေရာဒီမှာအတင်းရ နေထွက်ခွာရပွဲရှိနေပါတယ်။ဘာစီလိုနာသင်းဟာရာမဲအသက်ဆက်ရှင်နဲ့ပြေးတာနဲ့သူ့ကိုအသင်းမှာနှစ်ရှည်စာချုပ်နဲ့ချီနှောင်ထားဖို့စာချုပ်သစ်တရက်ချုပ်ဆိုသွားမှာလည်းဖြစ်ပါတယ်။အသင်းဥက္ကဋ္ဌဂျိုဝန်လာပေါ်တာဦးဆောင်နဲ့ကတ်လန်သင်းက2019ခုနှစ်ကနေမာနဲ့ဖြစ်ပွားခဲ့တယ်လို့မျိုးမလိုလားအပ်တဲ့အပြောင်းအရွှေ့ရှုပ်ထွေးမှုတွေကိုရှောင်ရှားလိုတာကြောင့်စာချုပ်ပါရောကြေးဖြင့်ယူရိုတစ်ဘီလီယံဆိုတဲ့အလွန်များပြားလုံးတဲ့ပမာဏကိုထည့်သွင်းသွားမှာဖြစ်ပါတယ်။